ကဲခုနထဲစားငယ်ပြီးတော့အခုဆန်းရွှေပေါ့လေဆန်းရှင်ဆန်းရှင်ပြောပါယူဘောတစုများငယ်နဲ့လေးအဲ့ဒီအပိုင်ရောက်လာအဲ့ဒီအပိုင်ရောက်လာတော့ကဒီဆန်းရွှေကသူကသူအနင်းသမားဆန်းရွှင်ဆန်းရွှင်ပြောပါယူဘောတစုများငယ်နဲ့လေးလို့ဆိုတဲ့အထဲမှာစောစောကထန်တရားတည်တင်းလုံးက တလုံးနဲ့နဲ့နှစ်တန်ထွက်တဲ့တန်နှလုံးနဲ့တတန်ထွက်တဲ့တန်တရားပေါ့လေဟိုကတရားလို့ဒလူလို့တရားလို့အဲ့ဒီတန်နေဒီထက်မှဘလူပါလာလို့တော့စံရွှင်စံရွှင်ပျော်ပါယွေဘောတစုစာရေးဆရာပညာရှင်ကယွေဘောတာဟာစုလို့အတိတ်ပဲဆိုးသွားရင်အရသာလည်းမပြည့် နားထောင်တဲ့သောတာရှင်နဲ့အတိပဲနားမလဲမှာစိုးလေတော့တစုကိုတကိုစုနဲ့ပေါင်းထားခဲ့တယ်။မှတ်တယ်ရောမင်းဒီဥစ္စာတော့ဖြင့်ဒီနှလုံးတော့မခွဲနဲ့လို့နှလုံးပင်ဖြစ်တော့လေတန်နဲ့ဆိုဖို့သူတင်းသွားလေ။စံရွှင်စံရွှင်ပျော်ပါ။ရွေးဘောတစုမြားငယ်နှင့်လေးလို့ထန်တရာတေလို့ပဲသူ14လုံးရှိတယ်။14လုံးရှိပြီမယ်လို့သူကဘယ်လိုကြွားတယ်လဲဆိုတော့ ထန်တရားတေမှာဆယ်လေးလို့ရှိတယ်ပထမဆုံးအလုံးကနင့်တယ်သူကလည်းနင့်တယ်ဒါတူသားပဲအလုံးရေလည်းတူတယ်နင့်တာချင်းလည်းတူတယ်ဒါဖြင့်ကြံတာတွေဘယ်လိုကွဲလဲဆိုတော့ထန်တရားတေမှာအတော်ပါတယ်သူကအတော်မပါဘူးအတော်မပါတဲ့အကြောင်းတွေကိုတခါနင်းနေလေးပြန်တရိရလို့ပြောပြရတယ်ဟုတ်ထန်တရားတေမှာပထမအတော်ပါတယ်ဒုတိယဒလူဒလူထုံတရားနေရာမှာဘာဖြစ်လို့အတော်မပါလဲဗျာလို့ဆိုတော့ အတုံးမပါပဲနဲ့၁၆ခုပြည့်သွားတယ်၁၆ခုပြည့်သွားတဲ့အတွေ့နောက်ထပ်ပြီးတော့တီးလိုက်အောင်မယ်ဆိုအတော်ဟာတီးပြရင်လည်းဒါဝလက်စီ၄ခုဖြစ်သွားမှာဖြစ်မှာဆိုလို့ရှင်းသွားမှာဆိုနေရီစီကြောသွားမှာဆိုလေတော့ဟာဒီနေရာမှာအတော်မထည့်ရဘူးအဲ့ဒါကြောင့်အခုနံပါတ်၄မှာပထမခန္ဓာတီးကဲ့သို့ထိတ်ကြီးကိုနင်းတာဝါကိုနင်းတာလဲမှန်တယ် လုတ်ရည်လဲတူတယ်အတော်တော့သူကမပါဘူးလို့ဆိုတော့တမျိုးပေါ့မတူတာဖြစ်နေပြန်လားပေါ့လေအဲ့ဒီတည်းမှာခန္တရားလေးကတလုံးကြည့်တလုံးကြည့်ဆိုးသွားတဲ့အထက်မှာသူကရွေးပေါ်တစုမှာတကိုစုနဲ့ပေါင်းလိုက်တော့ဟောတယ်မှာတလုံးယော့သွားပြန်ရှိတဲ့အလုံး16လုံးမှာနင်းတဲ့အလုံးကတလုံးယော့ကတ်သွားတဲ့အလုံးကတလုံးလျှော့လိုက်တော့နှလုံးယော့သွားနှလုံးယော့သွားတော့ကဒီ အလုံး16လုံးရှိတဲ့အထက်ကနှလုံးရောတော့14လုံးကျန်တော့အဲ့ဒီ14လုံးမှာခလကောင်ဝါရှိနေဝါချမ်းတဲ့နေလေးတွေပါထဲ့တကပြပြန်အဲ့ဒီပြတဲ့ဥစ္စာလေးနဲ့ကျွန်တော်တို့ခုသွားကြအောင်ဆိုရဲဆန်ရွှင်ဆန်ရွှင်ပျော်ပါရွေးပေါ်တဲ့သူများငယ်နဲ့နော်အဲ့ဒီဆန်ကပထမဥစ္စာတက်ပြီးနင်းတယ်ဆိုတော့နင်းလိုက်ပြီဆန်ရွှင်ဆန်ရွှင် ဝါချုံထွက်လာပြီပြန်ချုံမယ်နင်းပြီစမ်းရွှေစမ်းရွှေပြောပါဟောဝါပြီးတော့စီးတခါချုံထုတ်ထုတ်လိုက်ပြန်ပြီပြန်ဆိုနော်နင်းလိုက်ပြီစာရွှင်စာရွှင်ပြောပါယူဘော ဝါတခုဒီဝါကဘယ်လဲဒသုလုံးဥစ္စာဒသုကတားကဟိုဘက်သွားလို့ဝါးနေရကြမ်းနေရတာယူဟေးဘောဒဝါချပြီးတော့မှဒသုမြာငဲနေလေးยีကြည့်လိုက်ရင်ဆက်ချက်ကိုအဲ့ဒီတော့ဒီနေရာမှာသူ့ကိုတင်တာကဘာတခါတင်မြန်လဲဆိုတော့ဒသုစာလုံးနှလုံးကို တလုံးနဲ့ကတ်တဲ့အတွက်ကြမ်းနေတဲ့ဝါလက်နေတဲ့အကြောင်းပြီးတော့ဝါတတ်တတ်လွတ်တာပါတယ်စီးတတ်တတ်လွတ်တာပါတယ်အဲ့ဒါကဆန်ရွှင်ပြောပါရွေးပေါ်တုများငယ်နှင့်လေသူ့ကိုလိုက်ကြည့်ရင်သူသည်အတော်မပါပါဘူးသူများဝါကိုနင်းပြီးစတဲ့အလေးရှိပါတယ်သူ့ဟာကသူ ပြန်ဆိုတဲ့အခါမှာသူဝါသူပြန်နင်းရလိမ့်မယ်ဥပမာဆန်ရှိကဟာကိုနင်းဆန်ရွှင် စံရွှင်ပြောပါယူဘောတစုမြာငယ်နှင်းလေးစံရွှင်စံရွှင်ဟောလေဝါကူဟာကိုပြန်နေရအဲ့ဒီတော့ဒီနေရာမှာသွားတော့ဒီဥစ္စာတွေကစီတို့ဝါတို့လဲတက်ပြီးသူ့ဟာနဲ့သူဆိုတက်ပြီးဆိုတော့ဟိုဟန်ပိုင်းကြတဲ့အခါကျတော့လက်ကကျန်းနေခဲ့မှာသူတို့ထည့်ပြောရတာကို သာရွှင်သာရွှင်ပျော်ပါရွေးဘောတူမြားငဲနဲ့လေမှန်ပါလေမှန်ပေမဲ့လို့မောင်ရဲ့ဒီဥစ္စာရွေးဘောတူမြားနဲ့အင်မတန်ပျော်စရာကောင်းတာပဲမိစိတ်ထဲမှာပျော်စရာကောင်းဟန်ကလေးပြင်လိုက်ပါအောင်ဆိုတော့သာရွှင်သာရွှင်ပျော်ပါဤဝေဘတစုမြအငဲနှင့်လဲလို့ ထိုလိုက်ရင်ဖြစ်ရွေးပေါ်တူတူမြားလာရှင်မသွားဘူးလားကွယ်ရှင်ကောင်းအဲအဲ့ဒီဟန်လေးတွေတော့မပြည့်စင်နဲ့လို့အစိုးဟန်ကြတော့ဒါလေးတွေထင်အသင်ရပြန်လဲခုနပြောတဲ့ကျွန်တော်အခုစောစောကအချိန်ခံရတဲ့ဥစ္စာကတော့စီးနဲ့ဝါဆိုတာကအတီးသမားမှန်ရင်အစိုးသမားမှန်ရင်ဒီဟာကတော့အကုန်လုံးနှစ်ဦးစုံတတ်အောင်သင်ရတယ်ပြီးတော့မှအစိုးသမားကိုတတ်တတ်ပြီးထပ်ပြီးတော့အမွန့်တင်တဲ့အခါကျတော့ခုနကပြောတဲ့ဟန်ကလေးကိုမြင့်တာမြင့်ဟစ်တာဟစ်ဆိုတဲ့ဥစ္စာအတန်ချင်းတူရင်နားထောင်ကောင်းအောင်လို့သင်ရတယ် ပြီးတော့ဆန်းရှင်ပြောပါရွေးပေါ်တဆုမြငယ်နဲ့လေဒီမိုဒီမိုဒီဝါမိုဒီမိုဒီဝါဟောသူကလည်းအနင်းသမားပဲဗျဒီမူဒီမူဒေဝမိုဒီမိုဒေဝဆယ်လုံးရှိတယ်အဲ့ဒီဆယ်လုံးတစ်လုံးကနင်းလိုက်နင်းလိုက်တော့အဲဟုတ်လားဒီမူဒီမူဒေဝမိုဒီမိုဒေဝဆက်တစ်လုံးရှိတယ် တလုံးကနင်းလိုက်တော့10လုံးကြံတယ်10လုံးကြံတော့ဒီမိုဒီမိုဒေဝါမိုဒီမိုဒေဝါတော့သူနောက်ကအတော်ပါလားသူကပါလေနင်းပါလေတဲ့နင်းလဲနင်းပါလေနင်းပြီးတော့လည်းအတော်ပါလေနော်သူကအဲ့ဒီလိုတိုးတော်လည်းပဲခန္ဓာရတင်းနဲ့တူတာပေါ့လာပြည့်ရဲ့ဆိုတော့မဟုတ်ပေဘူးဗျာသူကခလဲကောင်းမှစီးကြံဝါကြံနေရပါသေးတယ်သူကတခုနဲ့တခုဘယ်အပိုက်မှတခုနဲ့တခုလေးချတိတိကျကျမတူဘူးနော် အဲ့တော့နင်းလိုက်တဲ့ဒီမို့ဒီမို့ဝါဒေဝါစီမို့ဒီမို့ဒီဝါဒေဒုံတော့စီချံပါလေဝါကြံလည်းပါလေအတော်လည်းပါလေသူများလည်းနင်းတယ် ပြီးတော့မှရှေ့တစ်ပိုက်သွားပြန်တော့ဒါတွေကအားလုံးဟာပေါင်းခြင်းစီးရှိဘွားရှစ်ခုစီးရှစ်ခုစီးပေါင်း၁၆ခုကိုက်ရမှကြီးပဲအကုန်ကိုက်သွားမှဒီစနစ်အတိုင်းသွားမှာပဲဒီမိုးဒီဝါမိုးဒီမိုးဒီဝါဆိုတော့နောက်တစ်ခါလာတာကျတော့မနှင်းတာကလေးပြန်ပြကြဦးသူရဲ့မနှင်းတာကလေးမေ့သွားမှချိုးလေတော့သူကဘလူးမှမနှင်းမနဲ့ထုံးစံအတိုင်းစီးရကြတယ်အုံး ကာလေဝါလွတ်သွားတယ်နော်အုံကာလေတပွဲပွဲတပွဲပွဲမှာတအုံကာလေတပွဲပွဲအတိပဲမပေါ်ဘူးအရလားလည်းမရှိဘူးဒါကြောင့်တပွဲပေါင်းပေးလိုက်တယ်တသွဲပေါင်းပေးလိုက်တယ်ဒါဖြင့်ဒီလိုပေါင်းတာတွေကဘယ်လိုလဲဒရဒလူဒဇု တဖွဲတရဲအဲ့ဒီလိုဥစ္စာတွေကသေးလာလိုက်တဲ့အခါကျတော့ဟိုးတချင်းကြီးတွေပါလေဆိုတဲ့ကလာတီတီဒုကဲကတီတီဒုကသူဟာနဲ့သူဆက်တဲ့နေနေဆက်ရမှာနော်အဲ့ဒီဥစ္စာတွေကဒီကထန်တရားတည်းမသေးသေးချာချာကြာကြာနာစနစ်နဲ့ကြာလာလို့ဟိုးကျလွဲကျဘာမှအကြောင်းမရှိဘူးခုံမှလွဲတဲ့ဥစ္စာပါလေထန်တရားတည်းမပိုင်ခဲ့လို့ဟာပြီးတော့အုံးကားလေးဝါတပဲတဲ့ you are a ongale ta phwe you are ta tele ding dung ding tu wan le tu tu a do le tu tu ka ta kha shin shin le be သောတော်ဒီထဲမှာတင်လာပါတင်လဲနှလုံးပြူးလေးတွေနှလုံးပြူးလေးစပေးအောင်တင်တယ်။တင်းပြီးတော့မှရှေ့တခါလာပြန်တော့အနင်းသမားလာပြန်ပြီ အုံငါလေးတပွဲပွဲရွာလေးတပဲစေဆိုတော့မိုးရွာလာပြီမိုးရွာလာပကျင်းနေမပြတ်နိုင်ဘူးကောင်းကင် မပြတ်နိုင်တော့ဘူးမပြတ်နိုင်ရင်မိမိနေရာဌာနကို ပြန်ဆင်းကြသူကိုင်းဆင်းတော့ဆင်းတော့ဘယ်နဲ့ဆင်းမလဲတက်တုံးကသူတို့တက်လာဌာနတရားဒီရှင်ဆိုတော့ဌာနတရားဒီရှင်ဆိုတာကဘာတွေလို့ဆိုတော့ပကျင်းမြန်ပြန်တဲ့အတန်ရဲ့အတောင်ပန်းတန်တွေ အဲ့ဒါသင်္ကေတအတန်တွေကိုပဇင်းတောင်တန်ရင်လို့ဆိုတော့ဒီဥပမာပြပြီးတော့တင်းပြီးတော့တင်စားပြီးတော့သိုးလာတဲ့ဥသာအဲ့ဒါနဲ့ပြန်ဆင်းညတို့လို့ဆိုတော့အုံငါလေးတပွဲဝဲရွာလေးတသေးသေးမိုးရွာပြီးပဇင်းတွေပြန်ဆင်းညတော့ဆိုတော့မှထန်းတရားဒီရှင်ထန်းတရားဒီရှင်တရားတရားထန်းတရားဒီရှင် သူကတော့ပထမထန်းတရားဒီနဲ့မထူးပါဘူးနောက်ပြီးတော့ ဒလူဒလူထုံတန်တရဟောတမစီဝါပေါင်းဟာလေစီကရှစ်ခုဝါကရှစ်ခုလို့ရှိကြတဲ့အ ਨੇ ကစီလေးခုဝါလေးခုဆိုတော့ပေါ့ဒလူဒလူထုံတရတရဟောတာတော့ဝက်အဲ့ဒီလိုပဲ ခိုးပထမအပိုင်မှာဒလူဒလူထုံတရနေရထိုးပြီးတော့တောပင်တောလုံးနှံ့ပါလို့လေးလို့ထိုးပြီးတော့ပြိုးလာတယ်အခုဒီခါကျတော့တောပင်တောလုံးနှံ့ပါလို့လေးမထည့်ရဘူးထည့်လိုက်လို့ရှိမုံလုံးစိတ်ကဝိုင်းတော့လာမှာပဲအဲ့တော့ဒလူဒလူထုံတရနေရအဲ့ဒါကိုဒီအတိုင်းမဆိုရလဲဒလူဒလူထုံတရန်တရဒလူဒလူထုံတရန်တရနောက်ဆုံးအပိုက်ကဝါကိုတက်နေတယ် 对哟，你没有了，你有别比办巴？都这样巴啦！对哟，对，谈对呀，对呀，对呀，对呀。阿龙嘛，古龙似的，谁要话个？阿龙嘛，恰恰古似的，恰恰古似的这么，古龙似的那，德龙嘛，你怎么皮的都白来多。谢龙见到，哎，谢龙嘛，谢龙谢龙着了。 သူဆိုတဲ့အလုံးက၈လုံးကြားထဲမှာစီးဝါးက၈ခုတောင်ရှိတယ်အဲ့ဒီ၈ခုနဲ့နောက်ဆုံးဘယ်နဲ့ပြသွားလဲဆိုတော့တယောနင်းလိုက်ပြီဒီတလူတလူထုံတရားနဲ့တော့တလူတလူထုံတရားအန်တရားတယောပေါင်းပေါင်းဗလာစီဗလာစီတခုလဲစားထားသင်ပုံကတလူတလူထုံတရားအန်တရား တယောတိထုံးတရားနေရတယောနင်းလိုက်ပြီအလွတ်ပြီအလွတ်ထောင်းတရားဒီတရားတယောလွတ်ပြန်ပြီဒီလွတ်ပြန်ပြီတရားဒိဒုဒိစီလွတ်တယ်ကြီးသတ်တတ်ပြတာလေးခုတောင်ပြတာအတော်ကစီဝါလေးခု အဲ့ဒီလိုတစ်ခုနဲ့တစ်ခုမတူအောင်မတူအောင်သင်ပြီးလာလို့သေးသေးချာချာကြာကြနာထန်တရားတွေတတ်ပြီးဆိုတော့ဘာကတ်လဲစီဝါမှာပိုင်နိုင်တယ်အပိုက်တိုင်းအပိုက်တိုင်းမှာနှစ်ဒုံနှစ်ဒုံသူနှစ်ဒုံဒီနှစ်ဒုံဒီချထားအဲ့လိုချထားပြီးတော့မှသူ့စာသားကိုပြီးအောင်ဆိုတဲ့နီးပါတယ်အတိသမားကြာပြန်တော့အတိသမားအဲ့ဒါရပါလားမောင်ရပြီကဲရပြီဆိုတော့ တို့ထပ်ပြီးတော့အသောသမားကိုတော့ခုနကပြောလို့ပေါ့ဗျာအဲထက်ဆောင်ငယ်ကောင်းကင်မိုးဒီမိုးတင်းမြင်ဆန်ရွှင်ဆန်ရွှင်ပြောပါယူဝေပါတူမြငယ်နဲ့ဒီမိုးဒီမိုးဒီဝါမိုးဒီမိုးဒီဝါအုံငါလေးတပွဲအပွဲယူဝါလေးတသေးသေး ထံတရားဒေရှင်ထံတရားဒေရှင်ကြအောင်ဆိုးပြီးတော့အဆူနီးခံကိုပြပြီးတော့အတိသမကြတော့အတိလက်ကွယ်မင်းကအတိဖြင့်ဟောလေညာဘက်နဲ့ဘဲဘက်နှစ်ခုတီးတယ်ကျွန်တော်တို့စံတရားလေးပါလေလို့ဒီလက်ဆယ်ချောင်းတီးတဲ့ဒုတိယဘမမရှိဘဲကိုပဲငါချောင်းမကိုစောင်းကောက်ကြည့်လဲလဲညွှန်းနေလဲမှပတရားလည်းပဲလက်နှစ်ဖက်ပဲပါဝိုင်းလည်းဒုနည်းအတူကြီးဝဲမောင်းတိုင်းဒီလိုတီးကြတော့ကဘယ်ညာတီးကြဖို့နေရာမှာ ထန်ဒီတရားဒီတည်ရှင်ဆိုတော့ညာပဲညာပဲဇုံပဲညာပဲညာပဲဇုံပဲညာပဲညာပဲဇုံပဲဘ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 ဲညာတိမူမောင်းနေတီနီအတူတူတီနီစသဖြင့်ဒေဥ္ဇာရဲ့တခါထန်အတိသမားကိုစပြီးတင်းသွားတော့ထန်တရားတီကိုအတိသီလကောင်အချိုးသီလကောင်အမုတ်သီလကောင်တင်ရရဒီသရှင်နေ ဒီဥစ္စာကိုအခြေခံတက်လာပြီးတော့ဒီဥစ္စာကကျွန်တော်အခုဇင်ခန္ဓာကတက်တဲ့အချက်ကလေးအနည်းငယ်လောက်ပါပဲခင်ဗျာအမှန်စစ်စစ်အပြင်ကတော့ဒီဥစ္စာကိုအမွတ်တင်ပြီးတော့ထို့တဲ့တက်တဲ့ပုံကများထပ်ပြီးတော့ဌာန်တရားတွေကိုတန်ဖို့ရှိအောင်အမင်းရှိသားမှာဆိုပြီးရဲ့အင်တာဖို့တနေစကားတွေသူတို့ပြောလာကြပါလိမ့်မယ်ဒါတော့ဒီဌာန်တရားတွေကိုတော့ကကျွန်တော်ဇင်ခန္ဓာလုံးကတော့လူတိုင်းလူတိုင်းဌာန်တရားတွေကိုတော့ကြာကြာနာနာသင်ထားပြီးတော့အဲ လေလာကိုကောက်နေပါဘူးလို့လဲဆိုတော့သူ့တတ်မှာစီးဝါလဲတတ်တယ်ဆူနီးလဲတတ်တယ်တကယ်ပါပဲသူ့တဲ့မှာဝမ်းလောက်ကဆိုလာပါလဲစီးနောက်ကဆိုလာပါလဲစီးနဲ့တူဆိုလာပါလဲဝမ်းနဲ့တူဆိုလာပါလဲဥပမာပြဒီဥစ္စာတွေပြောမယ်ဆိုရင်ဆိုပါတော့ဗျာတိသွားရင်ခတ်လွယ်လွယ်ပဲပြုပြောတိတဲ့စိတ်တနည်းဆိုတော့ပြောတိတယ်ပြောတိတယ်ဘယ်လိုတိလဲပြောတိတယ်မခက်ပါဘူးကွာပြောတိတယ်ဟောခုတ်ဒုကလေးချောင်းယူသွားသူများလည်းကတိလို့လက်တိရခလေးတော်ခလေးကလေးငယ်လေးတိရတယ်ပြော ြုံပ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 ြုံသူကြတော့သူမှော့လာဘယ်လဲငါငါတို့တီးနိုင်တီးနိုင်တာပေါ့သူကောင်းပြီလူကြီးဝင်လီလာတီးတတ်တယ်အတီးတတ်တဲ့လူတွေနှစ်ယောက်ခလေးရောလူကြီးပြောစမ်းမှာပြောတီးနီနီတီးငါနားလေအောင်ပြောစမ်းမှာဝါကျန်သူပဒကပဒကတူတူလိုပြုံပြောတာဒါလည်းငါမလို့ရင်ဘူးငါစနေရေးဘုံလို့ဟိုစနေရေးပြသားမှာကျတော့မပြောနိုင်ပါဘူးစနေရှိရ အဲ့ဒီစနစ်နဲ့ရှိထားဆိုအခုကျွန်တော်စီရင်ခံတဲ့ဥစ္စာကိုစာနဲ့သင်ချာရေးပြီးတော့ကြည်ညာနာလှုပ်သွားလို့ရှိလည်းပဲစာဖတ်ပြီးတော့ထန်တရားတည်အကြောင်းကိုရေးမိအောင်သဘောပေါက်လောက်အောင်ဖြစ်နိုင်မှဒါလေးကျမ်းတစ်စောင်တစ်ဖွဲ့ပေါ့ဗျာဒူလိုပြောတယ်အဲ့လိုဖြစ်မှကျွန်တော်တို့တိုက်ပြီးမှဒီပညာရဲ့နောင်လူလေးအတွက်ကျန်ရင်ခင်ပါကိုဥမာပြောတိတဲ့ဥစ္စာလှုပ်တယ်ဆိုတော့ဒီဝလစီနဲ့ပြောတိပါလေခင်ဗျာပြောလိုက်ရင်ပဲဝလစီနဲ့သုံးရအောင်ဝလစီနဲ့ပြောတိရဆိုတော့ဒီကဝလစီတည်တယ် ပြောဘလို့တေးရမလဲဆိုဟာပြောတည်တဲ့နေ့ကဒီလိုရှိတယ်ကွာပြောတည်တဲ့နေ့၃မျိုးရှိတယ်ကွာအဲ့ဒီ၃မျိုးရှိတဲ့နေ့ကစီးနဲ့ဝါကြားထဲမှာမင်းဒီကွာတစ်ချက်အဲ့ဒါတစ်မျိုးကွာစီးနဲ့အတူတူလီးတာတစ်မျိုးကွာဝါနဲ့အတူတူလီးတာမျိုးသူကလည်းလာသေးတယ်ဒီလိုပဲစနစ်ကလေးကကျွန်တော်တို့မြန်မာတီဗီရကကွာဘယ်နဲ့ဒီရလဲဟာစီးတီဗီပြောပြီးတော့မဝါလား နောက်တစ်ခါစီးနေတူလေးရမယ်နောက်တစ်ခါဝါးနေတူလေးရမယ်ပထမစီးနောက်ဝါးမတိခဲ့နောက်တစ်ခါစီးနေတူတူနောက်တစ်ခါဝါးနေတူတူခါလာပြောသူညက်တွင့်ပြတော့မှာပြုတ်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 မြန်မြန်တိပဲပြုတ်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 တူဝါနေတူသွားနေတာ နစ်ကအဲ့ဒီလိုသွားတယ်အဲ့လိုသွားတဲ့အခါကျမှပလုတ်တုတ်ကလေးကဒီတိုင်းလာတီးနေပြင်ပြင်စရာကောင်းနေတော့တော့တုတ်ပြုံ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 သူကခုံးပြန်လူလာပြီးကြားပြီးနေပါလေသူကရွာလာအောင်လုပ်ပြီသူဒူးထဲမှာဒီပင်ဒူရီယာတွေကဘာပါလဲဆိုတော့ပလုတ်တုတ်ကပြောရှင်းလို့ကလေးရကွေးတို့ကြီးနောင်လို့မပါဘူးနောက်မှလာခုထပ်ပြီးတိုးလာကြတာဟုတ် အဲ့ဒါမှအရေးကြီးဆုံးကနှဲပါပဲနှဲကဘယ်နဲ့လိုရလဲနှဲဆိုတော့ဥသာပထမဥသာစပြီးတော့အဲအာယုတက်တော့မဆရာကြီးနှဲဆရာကြီးတော့နှုတ်ကနှဲဆရာကြီးနှဲဆရာကြီးအာယုတက်တော့မဟုတ်ပြောတယ်ပါတိပါဗျာဘုန်းကြီးเจ้าကဥပဒေဒီလေဘုန်းကြီးတွေလည်းကြားအောင်ခဏိရှင်းပြမယ်နေ့တန်ခါတွေလည်းကြွလာအောင်အာယုံကျွန်းလည်းကားရမှန်းလည်းဘာနဲ့ပိဋကတ်တွေလည်းသိအောင်ပြောလည်းကသိအောင်ဆိုတော့နှဲသမားကရေဆုံးထမျက်နှာကတိပြီးနှဲကောက်စမ်းတာနှဲပံကြားတော့မဟုတ်လူလေးကထကြတာပဲထပြီးတော့အကုန်လုံးထပြီးတော့မျက်နှာပက်လက်ကြပြားကြကို့ ကရိယာကိုယ်ကိုင်ပေါ့လေအဲ့တော့နှဲကဘာလို့ရလဲဆိုတော့နှဲတန်ကသုံးပေါက်ညစ်တန်လောက်ကနေပြီးတော့ကစားကစားတော့ဘာလို့ကစားရလဲဆိုတော့နှဲအပတ်လဲပြီးတော့တရားတည်တို့အတန်မှုပြီးတော့လဲပေါင်းအတန်လှဲ့လှဲ့ပြီးတော့ကစားရတယ်အဲ့ဒီအတန်ဟာပိဋကနာဆွဲလောက်အောင်ကြားတဲ့လူများနာဆွဲလောက်အောင်ဆိုတဲ့အခါကျတော့မှအဲ့ဒီခါကျမှပလုတ်တုတ်ကလေးဝင်လာပလုတ်တုတ်ကလေးဝင်လာပြီးတော့ပလုတ်တုတ်ကလေးကနေနေလေးအုံမောင်များခောက်တုတ်တုတ် တို့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 ဖြီးပြီးရင်ဖြီးပြီးရင်သူကမြန်း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 ပြီးစိတ်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 လေးစိတ်စိတ်လာရကတည်းသူ့တန်ခါးကနစ်ပြီးတော့ဝင်တော်တော့သောတာရှင်နာကအလိုပလုတ်တုတ်ကလေးအတံပြောက်များသွားမလားလို့အာယုံစိုက်နေဆုံးပလုတ်တုတ်ကလေးကပြီးတော့စီးသမားနဲ့မြက်တပ်ပြစ်ပြီးတော့ပွက်လိုက်တယ်ပလတ်ဆုံးတော့အဲ့လိုအခေါ်လိုက်မှာပြောတယ်ကဝိုင်းပြီးထူးရတယ်ဝုန်းဆိုတော့ချလိုက်ရတယ်တကြီး အဲ့လို၃ကြိမ်ခေါ်ပြီးတဲ့အခါကျမှယရနာ၃ပါဥဒိဋ္ဌာပြ၃ကြိမ်တီးပြီးတဲ့အခါကျမှပြောရလို့ဆက်ပြီးတီးရတယ်။ကိုင်းပြီဒါဖြစ်ရင်ပြောတီးတဲ့နေ့လည်းတီးပါရဲ့။နှဲကဘယ်လိုရမလို့ခင်ဗျာ။နှဲက၃ပေါက်ညစ်တာဘယ်လိုမို့မှာလို့။ဆိုတော့ဒီဥစ္စာမပြောက်စေခြင်းကကျွန်တော်တို့ရှိတုန်းကတော့ဒိုရမီဘာနဲ့စပြီးတော့တင်ကြတဲ့နဲ့ရေးမထားကြပါဘူး။စာကလေးရေးထားကြတာပဲ။ဥစိန်ပေတာသိုးသွားတဲ့ဥစ္စာဟာ

တတဲသူတို့နှဲထုံးလာနေအဲ့ဒါလေးကမှန်းမိုံလေးကိုဒါမှန်းစာယုံလေးတချင်းလေးရေးထက်ကြတာအဲ့ဒီတချင်းလေးရေးထက်ကြတဲ့အကြောင်းပြုတော့နှဲကစပြီးတော့အတန်လေးဆုပ်တော့ပလုတ်တုတ်ပလုတ်တုတ်ပလုတ်ဘယုံဆိုတော့ချပြီးတော့စီတီပြီးတော့သူ့အနဲ့သူတချင်းရလို့သိုးသွားပြီးနောက်ဆုံးကြလက်တီထုံးတာအတိုင်းအဲဒီတနေ့အတိုင်းမှာအဆုံးတတ်တယ်ဆိုတော့ အဲ့ဒီလိုတတ်တဲ့အခါကျတော့တန်ဖိုးကဘယ်မှာထားရလဲဆိုသူ့နေရာနဲ့သူပြောသမားများမှာတကယ်ပြောတိတတ်တဲ့လူကြတော့ပါသူ့တရှင်းနဲ့သူ့နေရာနဲ့သူသိပါတယ်ဟိုးညနေပိုင်းကျတော့တန်ဃာတွေကြွတော့မူလာပြီဘေးဒီဘက်ကရွတ်ဖို့ကြွလာတဲ့အခါများကျတော့အဲ့ဒီမှာဇေယအောင်ကြတို့တော်တို့ကြာကြရနာဇေယအောင်ညာသူမိုးသိမ်းမြန်ဒူလလဲတဲတဲဘဲတချင်းဖြစ်ဖြစ်ပြောလိုက်ဒီလိုကိုက်ရင်ဒုံးကိုက်တဲဟိုရမှတ်ခေော ကိုက်သွားပြီနေရီတော့အနည်းဆုံးကိုက်တာပဲဘျောကိုက်တာဘျောကောကတိကလေးကဝလာစင်းနှစ်စုံမှဘျောသုံးရက်ကိုဘျုံ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 ဘယ်လိုတီတီဒီဥစ္စာဘျောသုံးချက်တစ်စုံဘျော၆ချက်တီးရင်ပြီးဒုံးကိုက်ပဲဘျောသုံးချက်တီးရင်နေရီကတူကလည်းသူတန်းသွားတာပဲပြည့်စုံသွားတာပဲအဲ့လိုတီးချက်တဲ့အခါကျတော့ ကျွန်တော်တို့စကားတက်မြေပြောတခါတော့ကရှေးလုံးကပုဂ္ဂိုလ်ကြီးများကတော့ဒုတိယကိတ္တသဘင်ပညာဆိုတဲ့ဥစ္စာများဟာအရာရာလို့ပါဗျာဒီဥစ္စာသင်အပ်တဲ့ပညာဖြစ်တဲ့အကြောင်းကျွန်တော်ကဆိုလိုတာကဟိုဘုန်းကြီးတွေဆိုတာဟာဘုန်းကြီးဆိုပုံလို့ဘုန်းကြီးဟာသိအပ်တဲ့ပညာသူတို့ကျွန်တော်တို့အဲဘုန်းကြီးများမေးတဲ့မိကွန်းတွေကိုပထမကြီးပထမငယ်တွေတွားကြည့်တော့မှဘယ်လေးမေးလဲလို့အင်မတန်တပ်ဖို့ရှိပါလေ login နဲ့ဆိုင်နိုင်လဲပါပါလေ ညင်းညာတဲ့တကယ်လေးတွေပဲလို့ပဲနှုတ်ဒီဆယ်လိုကြီးပါမဟာဟိုကိုကိုတော်ကြီးမပါပါဘူးဒီကိုတော်ကြီးကပါဒီလိုအလူအလုံးညာတအလူဘယ်လာလိမ့်မလဲကွာညင်းနေကြနှဲသမားကနားထောင်နားထောင်နေမှတပြောရင်ပြောရင်တော့ဟိုက ဖုန်းကြီးပင့်လာတော့ရှေ့ကနေပြီးတော့ကျွန်တော်တို့အခုခါလောက်စပီကာကြီးနဲ့မော်တော်ကားပေါ်ကနေပြီးတော့ဆရာတိုင်းမြို့တော်လူမြို့သားသားများခမရဆွေတော်ကြီးကြွလာပါပြီပါပြီနဲ့ဆိုပြီးတော့အခုခါအတန်းကြီးတဲ့ကြီးနဲ့မော်တော်ကားနဲ့ပင့်လာလို့ပေါ့ဗျာရှေ့တုန်းကမော်တော်ကားမှမရှိတဲ့အခါမှာပင့်လာတော့အတန်းကြီးဆက်ကပါတော့ကြီးပြီပဲတူဝေး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 တော့အဝေးကြီးကလည်းတိလိုက်တာဒီတန်လှိုင်းတယ်လေလှိုင်းတယ်နဲ့ကြားရတယ်ဟေးဘုန်းကြီးတွေကြွလာပြီးတော့ပေးတက်တယ်သူ့ကြသူ့ကြသူ့ကြ ချို့ကြတော့နှိလိုက်ကြီးတည်တဲ့နှိလာပြောကတီးရအောင်ပါပြောကတီးပြီးတော့ပြေးတော့ဘုန်းကြီးတွေကကြွလာရတောင်းကိုထမ်းပြီးတော့ကြွကြွတော့နှင်းသမားကဘဲ့လို့ဘလူပါလုံးမင်းတို့ဆရာကြီးမင်းတို့ကလေးတွေခုနလောင်းနေတာပါလားပါတယ်ကျွန်တော်နိုင်တာပေါ့ဗျာဟာဒါပြင်ကွာဆိုတော့နှင်းသမားကမလာ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 နဲ့လာရှာလေတို့ဘုံမပါတယ်ဆိုတော့ရှောက်ပြီးတော့ဒီတချင်းကဘုန်းကြီးကသိပြီးသား တော့မလာပြန်လာတာအားလည်းအလုပ်တာလူဖုန်းကြီးလိုက်လာလာပဲဆိုတာနှဲသမားကမှုလိုက်တော့ဖုန်းကြီးကရတောင်ကနေပြီးတော့ခေါင်းငုတ်ပြီးတော့နှဲသမားတောင့်ကြည့်သွားတယ်။သိတာပဲဖုန်းကြီးကလည်းဒီသချင်းအတိတ်ပဲသိတာပဲဒီသချင်းအရာဒါသိတာပဲဒီရှင်းဘယ်လိုဆိုတော့အဲ့လိုအရာရာမှသိတော့ပါကျွန်တော်တို့ဒုတိယကိရိယာနဲ့သဘင်ပြင်းနဲ့ဆက်ဆင်လာတဲ့စာရဲ့အခက်အခဲမသိတဲ့အချက်အလက်ကလေးတွေပါလေးတွေတချို့စာလေးတွေဖုန်းကြီးကြောင့်သွားမေးရတယ်။ ဘုန်းကြီးတွေတွားပြီးတော့စာတင်တဲ့ဘုန်းကြီးတွေတွားပြီးတော့မေးတဲ့အခါကျတော့အဲ့ဒီမှာတိလာတဲ့အလုံးလေးတွေပေါ့ဗျာကျွန်တော်တို့ဒီလိုဥပချိုလို့ကျွန်တော်တို့ဥစိန်ရွတ်တို့အရင်တော့ဟင်္ဒရာလူနေရာတုန်းကအဲပကံပကံပဲကင်းကကိုယ်ပဲဆဲပဲကျူးပါလို့မြောင်းတဲ့မြောင်းကူကနတ်တချင်းတွေပေါ်ကားကြဗျာအဲ့ဒါတပယ်ဘလောက်ရှိမှမသိသိကျင်တော့တွားပြီးတော့မေးကြမေးကြဘုန်းကြီးတော့မေးရလာပဲဘုန်းကြီးတော့မေးတယ်ကဘုန်းကြီးကတင်းရင်အပြင်ဘလောက်ဆိုပြီးတော့ကဲ ကျဲလိုက်တဲ့အခါမှာပြည့်စုံတဲ့ဘယ်လူလယ်မျိုးကိုကပဲခေါ်တော့ကွာဘာလဲဆိုတော့အဲ့ဒီမှာသိကြရတာပဲဒါလေးကလောကီနဲ့ဆက်စင်တာလေးမသိသမျှတော့ဘုန်းကြီးကြောင်းသွားသပြီးတော့မေးကြရပါတယ်ဒါကြောင့်မလို့ဆယ်လောကြီးများပညာရှင်များပုဂ္ဂိုလ်များအဲလီလီစားတဲ့နဲ့မေးမြန်းကြည့်ပေါ့ဗျာအဲ့တော့ခုနကပြောတဲ့ခန္တရာတီနဲ့ကျွန်တော်နောက်ဆုံးအစီအင်ခံပြီးချုပ်ချင်တာကခန္တရာတီသိပါပြီကွာဘာကြောင်းထူးမှာဆိုတော့ခန္တရာတီထဲမှာတရားတီတရားဆိုတာသုံးခုပါ တရားတည်တရားဆိုတဲ့ဥသာတရားဆိုတဲ့အတာမူတည်ပြီးပြောလဲကဘယ်အတန်းဆိုသူစီတန်းဆိုသူဒီတန်းဆိုသူ F တန်းဆိုသူပေါ့ဗျာအဲ့ဒါအဲ့ဒီအတန်းတစ်ပေါက်တန်းဖြစ်ဖြစ်၅ပေါက်တန်းဖြစ်ဖြစ်၄ပေါက်တန်းဖြစ်ဖြစ်ဆိုတဲ့အခါမှာမူတည်ပြီးဆိုတဲ့အတန်းဟာတရားပဲအဲ့ဒီတရားရဲ့အောက်မှာဘယ်ဘယ်နားကန့်နေတဲ့အတန်းဟာတည်ပဲမခက်ပါဘူးသို့တော်ဒီတည်ဆိုတဲ့အလုံးဟာအမတန်ချဲလေတယ်နော်ကျွန်တော်တို့မြတ်မတူရရမှာတည်ဆိုတဲ့အလုံးကခဲရင်တာမရှိဘူး တီးကိုမဆိုးလှဖက်နဲ့အပန်ကြောင်းကြောင်သွားတာအတော်များတယ်တရားပြီးတော့တီးပြီးတော့တီးအောက်ကိုလက်ဝဲဘက်မှာတလုံးချားမှာတရောဆိုတာရှိတယ်တရားနဲ့တရောလေးလုံးတွဲအထက်ကိုပြန်တက်လို့ရှိတယ်အထက်တရားအောက်တရားလို့ရှိတယ်တတော်တတော်ကစဉ်းခံလို့အဲ့ဒီတရားနဲ့တရောဟာအင်တာအရေးကြီးတယ်ရှေ့ကိုဒီတချင်းကျိုးတွေဆက်ပြီးတက်သွားတဲ့အခါကျတော့တရားတရောပြောင်းသွားပုံ တရားနဲ့တရားသူကတရားရောသူကတရားရောငါတရားနေမယ်သူကတရားရောငါတရားနေမယ်အဆိုးကတရားရောက်တဲ့တရားကအတိအမှန်တရားလှဲ့လှဲ့ပြတာအမေသာတောင်ကြီးစီတွေတွေဒီမြေဝန်ဒီတန်တန်နဲ့တူနေတဲ့နဲ့ရနဲ့တူနေတဲ့နဲ့ဘာလို့တာလို့နှဲကလှဲ့မှုကတီ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 ဆိုရင်ဘယ်လို့မှလက်မခံဘူးထုံးတာလည်းမရှိဘူး တီးသမားကတီးတာအမှန်ကတော့တီးတော့မတီးပါဘူးအခုခါမနေနိုင်လို့တီးကြလို့ရှိရင်အတီးတော့ဖြစ်တီးပါတော့အမောက်တော့မဟုတ်ရဘူးတီးပြန်တော့ဘာတီးအောင်လို့ဆိုတော့ဘေးကဝိုင်းဝိုင်းပြီးတော့ပြနေတယ်ဒီသူ့ထိုးလဲအသားနဲ့တက်ဆိုင်နဲ့တရားရန်နေလှဲ့ပြီးတော့တရားတီးတရားတန်လေးတွေလှဲ့ပြီးတော့ဝိုင်းပြီးတော့ပြနေတာဆိုတဲ့လူရောရမှန်းစားပြီးတိနိုင်စေခြင်းကသူ့ကိုရောပေးတယ်လို့ပြောလေဟေးဟိုမှာမဲတလုံးကြီးဆိုအတန်းကြောင်းတော့ကောင်းမင်းတို့စောင်းကလေးပါနဲ့နဲ့ရောပေးလိုက်ချက်သားမှာ မြေရေဝန်လီတန်တန်နဲ့ဒူနဲ့တိုက်နဲ့ရဲနဲ့ဒူနဲ့တိုက်နဲ့ဒီကရောပေးနေရသူ့အတန်အကြောင်းပြရဲ့ဆိုမှန်းသွားတာရှိတယ်အဆိုးအကြောင်းပြရဲ့ဒီကလည်းတီးရရှိအဲ့လိုရှိတာဟုတ်အဲ့တော့ဒုတိယမှာအတီးနဲ့အဆိုးနဲ့အမှုန့်နဲ့သူ့ပညာနဲ့သူကြာကြာနာနာသေးချာလိုက်စားနိုင်ကြပါသေးလို့မေတ္တာရရင်ခဏဆိုင်ကြအောင်လို့ဗျာ